ပြောင်းလဲမလားမြောင်းလဲလားမူစာလာရေးအားလုံးပဲမြင်ကြတာပါကျွန်တော်တို့ရဲ့တပင်ရွှေတိ channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါရီဒီတပတ် premier league ပွဲစဉ်တွေက1000ဇာယာ1000ဇာယာတွေကိုဖန်တီးပေးခဲ့ပါရီဒီထဲမှာ1000ဇာယာအနေနဲ့ကတော့ liverpool အသင်းကစားသမားမူစာလာရဲ့ကြာဆင်းလာတဲ့ခြေစွမ်းအကြောင်းကလည်းအပါအဝင်ပါပဲသူကိုတခြားပြည်သက်တွေမပြောနဲ့ liverpool ပြည်သက်တွေကတော့လက်မခံနိုင်ကြတော့ပါဘူးဆာလာဟာ liverpool အတွက်အများကြီးလှုပ်ပေးခဲ့သူဖြစ်ပြီးအခုချိန်မှာတော့သူဟာဖီအားတွေကြားတဲ့ကိုလုံလုံလည်လည်ကြီးရောက်ရှိနေပါပြီ သူရဲ့ခြေစွမ်းကြဆင်းပုံကြီးကလည်းအံ့ဩစရာပါပဲကိုပွဲကစားပြီးချိန်နှစ်ခိုးသွင်းနှစ်ခိုးသာဖန်တီးပေးထားနိုင်ပါသေးတယ်တကယ်ပဲဆာလာရဲ့ခက်ကကုန်းဆုံးသွားခဲ့ပြီလားဒါဆိုရင်တော့ပရီးမီးယားလီတစ်ခုလုံးအတွက်ဝမ်းနည်းစရာပဲလို့ပြောရပါမယ်အနီးကဆုံးမန်ယူနဲ့ပွဲမှာလည်းဆာလာကစိုးရွားတဲ့စွမ်းဆောင်ရည်ကိုပဲပြသနိုင်ခဲ့ပြီးတော့ဒါဂိုကာရီကာကထောက်ပြဝေဖန်ခဲ့ပါတယ်လီဗာပူးရဲ့ဂန်နဝင်ဂျေမီကာရီကာကမန်ချက်စတာယူနိုက်တက်ကိုရှုံးနိမ့်ခဲ့တဲ့ပွဲမှာအရန်ဆိုးရွားတဲ့ဆန်းဆောင်ရည်ကိုပြသခဲ့တဲ့မိုဟာမက်ဆာလာကိုပြစ်တင်ဝေဖန်ခဲ့ပါတယ် တနင်္ဂနွေနေ့ဟာလီဗာပူးအတွက်နောက်ထပ်ဆိုးရွားတဲ့နေ့တစ်နေ့ဖြစ်ခဲ့ပြီးတော့မန်ယူနိုက်တက်ကိုနှစ်ဂိုးတစ်ဂိုးနဲ့ရှုံးနိုင်ခဲ့ပြီးနောက်ပြန်ပွဲဆုံး၄ပွဲဆက်တိုက်ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါလိမ့်။ဒီပွဲကအပြင်းထန်ဆုံးပွဲဖြစ်ပြီးတော့ဒီတရက်နဲ့ရက်မပြောနဲ့နောက်နှစ်ပေါင်းများစွာအထိပြောလို့ကုန်မယ်မထင်ပါဘူး။ Brian Abumo ကပွဲဆက်ဆံခြင်းတမင်းနဲ့ကြောမှာပဲအဖွင့်ကိုသွင်းယူသွားခဲ့ပြီးတော့ Gabo ကဂိုးကန်ခင်းနေခဲ့ပြီးနောက်58မိနစ်မှာခြေပါကိုသွင်းယူသွားခဲ့တာဖြစ်ပါလိမ့်။ ဒါမှလည်း64မိနစ်မှာဟာရီမကွာယာကဘရူနိုရဲ့ကန်တင်ပေးလိုက်တဲ့ဘောလုံးကိုခေါင်းတိုက်ပြီးတော့နောက်ကျအနိုင်ကုတ်ကိုသိမ်းယူသွားခဲ့တာဖြစ်ပါတယ်။မိုဟာမက်ဆာလာကဒီယာဒီမှာအကောင်းဆုံးပုံစံနဲ့တော်တော်လေးအလန်းဝင်းနေခဲ့ပြီးတော့အပိုင်အခွင့်အရေးကိုလည်းအံ့အားသင့်ပဲလဲချော်ခဲ့တာဖြစ်ပါတယ်။အသက်ရွယ်ချလာပြီမဲ့ငါသွင်းမှာသွင်းမှာဖြစ်မယ်ဆိုတော့မာနာတရားကိုဆာလာကကင်ဆယ်ထားတော့မှာပဲ။လီဗာပူးကန်တော်ဝင်ဂျေမီခေါရီကာကအခုလိုခြေစွမ်းဆိုးရွားနေတာကအီဂျစ်တိုက်စစ်မှုရဲ့အသက်ရွယ်ကြောင့်လား။အသင်းပေါ်လေးကလုံလောက်တဲ့အခွင့်အရေးမဖန်တီးပေးနိုင်လို့လားဆိုတာမသိမချာဖြစ်နေတာဖြစ်ပေမဲ့ မူဆာလာအနေနဲ့ဒီထက်ပိုပြီးဘာမှလုပ်နိုင်တော့မှမဟုတ်ဘူးလို့ယုံကြည်နေတာဖြစ်ပါတယ်။သူကဘောလုံးနဲ့အရန်ကိုဆိုးရွားနေခဲ့တယ်။သူကတင့်တော်တဲ့အထောက်အကူတွေရနေရလား။အဲ့ဒါကဒီနေ့မတိုင်ခင်တုန်းကလည်းဘာမှမပြေသက်တွေမေးခဲ့ကြတယ်မေကော။ကျွန်တော်ကသူ့ရဲ့အမကန်ပြိသက်ပါ။ဒါပေမဲ့သူ့အနေနဲ့တိုက်စစ်မှာအခုထက်ပိုပြီးလုပ်ရမှာပါ။လက်ရှိဆာလာရဲ့ခြေစွမ်းကအသင့်ကြောက်လား။အမမဟုတ်သူအသက်ကြီးလာလို့လားသူပို့ပြီးလောက်ရမှာပါလို့ပြောကြခဲ့ပါလေဆာလာဆိုတာကလေဘာဘူးအတွက်တကယ်လောက်ပြထားသူတူပါအသင်းကိုအများကြီး carry ပေးထားသူတူပါ ေဘာဘူးအတွက်တည်းမကဘူးပရီးမီးယားလိအတွက်ပါသူကကန်တော်ရင်တူပါဒါပေမဲ့ဒီအသည်မှာသူကောင်းကောင်းမဆွမ်းဆောင်နိုင်တော့ပါဘူးဒါဆိုရင်သူ့အနေနဲ့ဘာတွေပြောင်းလဲဖို့လိုပြီလေကစားသမားကောင်းတူကဘလောက်ပဲကောင်းနေပါစေနေဝေချင်းရောက်လာပြီဆိုရင်အစဉ်ပြေမဲ့ပုံစံတစ်ခုကိုပြောင်းကနောက်တပ်တွေကိုလက်တွဲခေါ်ရပါလေစတီဗင်ဂျရော့ဆိုရင်ကစားသမားနေဝေချင်းမှာကွင်းလယ်တိုက်စစ်ကိုဆင့်ဆော်တယ်အရင်နောက်ကွင်းလေအဖြတ်ထိဆင်းပြီးတော့ဘောလုံးပေးဖို့မှုတွေကိုပဲအပပိလှုပ်ဆောင်ခဲ့ပါတယ်။သူချေချေတောက်ခဲ့တာကတောင်းပန်မှာဆိုပေမဲ့ ကြပိုင်းမှာနေရာပြောင်းကအသုံးတော်ခံခဲ့တဲ့ဂျေမီနာဆိုလဲဒီလိုပါပဲတောင်ပန်ကနဲ့ right back left back DMT စင်ကစားတာအသင်းကိုအကျိုးပြုပေးခဲ့ပါလေဆာလာကတော့တောင်ပန်မှတောင်ပန်ပါပဲဒါပေမဲ့ဇယားကသူ့ကိုခြေနှုတ်နှေးစီတာတွေဖြက်လူတာမအောင်မြင်တာတွေကန်သွင်းချက်လွဲချော်စီတာတွေကိုဖြစ်စေနေပါပြီဒါကိုမိုဆာလာတယောက်တတိထားဆင်ကျင်သွားရတော့ပါမယ်ပြောင်းလဲမလားရောင်းလဲလားသူ့ရွေးရပါတော့မယ်သူ့ရဲ့ကြာဆုံးကန်ဆော့ဆော့မြင်ရတာဟာခံစားရစေပါတယ်ခင်ဗျာ အစောဒီချပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါတယ်